အားလုံးမင်္ဂလာပါ UK Master ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပေးတဲ့အောင်းနဲ့မင်္ဂလာပါ Liverpool အသင်းကအခု Brentford ကို Premier League မှာထပ်ပြီးတော့ထပ်ရှုံးလိုက်တဲ့အတွက် Back to back Premier League ၄ပွဲဆက်တိုက်ရှုံးပြီရာသီစကတည်းကတောက်လျှောက်ခြေစွမ်းညင်ပြီး၅ပွဲဆက်တိုက်အနိုင်ရခဲ့ပြီးမှ Liverpool ကမနစ်က Manchester City နဲ့ပုံစံမျိုးဖြစ်လာတယ် ဒါကျွန်တော်မမရမနစ်ကမန်ချက်စတာစီးတီးလေးယာဒီအစပိုင်းမှာတော်တော်လေးတည်ငြိမ်ငြိမ်ကစားနိုင်ခဲ့တယ်။ဒါပေမဲ့အဲ့နောက်ပိုင်းရူဒီအင်ဂျူရီဖြစ်ပြီးနောက်ပိုင်းမှာစီးတီးကလုံးဝဇက်တိုက်တောက်လျှောက်ချီကြတယ်။စီးတီးရဲ့ပထမအစောပိုင်းရလက်ဆိုလီဗာပူးလိုပဲဒါယာဒီအစမှာတောက်လျှောက်ကောင်းခဲ့တာစီးတီးကပထမယာဒီအစရဲ့၉ပွဲထိထိမှာ၇ပွဲနိုင်၂ပွဲတည်အိုက်ကနေစပြီးတော့မှအိုက်ကိုပွဲနိုင်ခုနှစ်ပွဲနှစ်တီကြပြီးကြတဲ့ကနေဇက်တိုက်ပဲမန်ချက်စတာစီးတီးကဘုံမောက်ရဲ့ ဘိုးမောက်ရဲ့ Brighton ရဲ့ Spurs ရဲ့ Liverpool ရဲ့စတိုက်ရှုံးတာ City လည်း back to back လေးပွဲစတိုက်ရှုံးပြီးအဲ့ကနေမှလုံးဝဝီကာမှာမဖြစ်တော့ဘဲနဲ့တရားသီးလုံးတောက်လျှောက်ရုံးကန်ရတယ် Liverpool ကလည်းအခု City လိုပဲပထမ၅ပွဲစတိုက်နိုင်တယ်နိုင်ပြီးတော့မှပဲအခုဇက်တိုက်ကိုရှုံးပွဲတွေ့ပြီးတော့မှအခုလုံးဝကိုရုံးကန်သူတို့ဆိုရင်အခုလာမယ့်ပွဲစဉ်ကဒါဒီလီဗာပူးကအာစွန်ဗီလာကိုအင်ကွင်းကန်ရမယ်အဲ့ဒါပြီးရင်အဲ့မတိုင်ခင်သူတို့ဂျားထဲမှာကာဘောက်ကက်ကန်မယ် ပြီး Aston Villa ကိုအိမ်ကွင်းကံမယ်ပြီးတာနဲ့ Champion League သူကပြ Crystal Palace ကိုအိမ်ကွင်းမှာယင်ကံမယ်အဲ့ဒါက Carabao Cup ထုတ်တာဆင်ပြီးတာနဲ့ဒါ Aston Villa ကိုအိမ်ကွင်းထက်ကံမယ်အဲ့ဒါက Premier League ပြီးရင် Real Madrid ကို Champion League မှာအိမ်ကွင်းထက်ကံမယ်ပြီးရင် Manchester City ရဲ့ Etihad ကိုဝင်သွားမယ်ဆိုတော့ဒီတစ်ပတ်ကဒီနှစ်ပတ်အတွင်းတစ်ပတ်ကျော်အတွင်းဟာ Liverpool ရဲ့ crucial week ပဲ အခုလောလောဆယ်မှာ၄ပွဲရှုံးပြီရာသီစ၉ပွဲမှာ၄ပွဲမနေ့က38ပွဲမှာ၄ပွဲပဲရှုံးထားတယ်လေဘာဘူးကဒီရာသီစ၉ပွဲမှာ၄ပွဲရှုံးထားတယ်အာနီစရောနဲ့ပတ်သက်လို့တချို့ပြိတက်တွေကမိုဆာလက်စ်ကိုလည်းမကြိုက်တဲ့သူတွေလည်းပိုနေပြီဒီချိန်ထဲမှာအာနီစရောရဲ့နီးဗျူဟာနီးစနစ်မနေ့ကရာကန်ကလော့ကြောင့်ပါကွာလို့တန်တရားတွေနဲ့ပြောကြည့်ကြတဲ့သူတွေအားလုံးဖြစ်နေထားကိုအာနီစရောကရောက်တယ် ခုလက်ရှိမှာ Arni Store အတင်ကတချို့ကလည်းတရာဒီလုံးအတွက်ဒီဒီနီးပြားက1 city wonder နီးပြားမျိုးပါညာနဲ့ဒါအခုအရင်တော့က Mosalas ကိုပြောခဲ့တဲ့ပုံနဲ့ဒါပေမဲ့ Salas က every single season မှာ consistently အကောင်းဆုံးပြသခဲ့တယ်မနေ့ကသူတကူအတွင်းနဲ့သူ performance အလောက်မကောင်းဘူးအကုန်ရုပ်ကန်တဲ့ကြားမှာသူတကူရတယ်ဒါပေမဲ့ Arnislo အတွက်စိုးရိမ်စရာဖြစ်ပြီလားရာသီစ၅ဘွဲ့စက်တိုက်နိုင်ခဲ့တယ် နိုင်ငံရေးပွဲတွေကတော့တကယ့်ကိုမိုးရေရေထဲမှာအကျိတ်နဲ့အကျိတ်နဲ့တန်ခဲ့တဲ့နိုင်ငံရေးဖြစ်ခဲ့ပြီးတော့မှာအခုတကယ့် Crystal Palace အပါဝင် Chelsea နဲ့ Brentford နဲ့ London သုံးသုံးသင်းကိုဇက်တိုက်ရှုံးသွားပြီးတော့သူတို့တို့အခု Champion Land ကျောင်းမှာပါဒါပြိုင်ဘက် Arsenal တို့ Manchester City တို့တော့နိုင်ပွဲရရင်သူတို့အပတ်ပြက်တဲ့ပြက်ပြက်သွားမယ်အခြေအနေမျိုးဖြစ်တယ်တော့ဒါလီဗာပူးအတွက်ရာသီအစမှာဒီ၅ပွဲဆက်တိုက်နိုင်ပြီး၄ပွဲဆက်တိုက်ရှုံးတာကနီးပြအာနီစလော့ဘုံကိုဖိအားတွေတကယ်ကြောက်ရောက်ပြီးလား အာဒီစလောကရောလီဗာပူးပြည်သက်တည်းရဲ့ second season မှာနောက်ထပ်အောင်မြင်မှုတွေကို deliver လုပ်ပေးနိုင်မယ်နီးပြဖြစ်ဆက်ပြီးယုံကြည်ထားတာအဓိကတော့ရှင်းတယ်အသိဝယ်တဲ့ကစားသမားတွေကို तू အဝင်အောင်လို့အရန်လုပ်နေတယ်ခုအာဒီ foreign verse ကို तू မရရအောင်ဆက်သုံးတယ်ဒီနေ့ပွဲဆိုလုံးဝ space မရှိဘူးသူ့အတွက်ကဘာမှမလုပ်ပြနိုင်ဘူးသူပြတောင်ပန်တွေမှာလှုပ်ရှားပြီးပို့ပြီးလုံးဝတူအားကောင်းတဲ့ခီးစားတို့လိုကစားသမားတွေအန်ဂူမွာတို့ကစားသမားတွေကိုဆော့ဆော့စီစီထဲခဲ့မှာ မနီးပြရဲ့အခြေအနေလူ ਈ စီရဲ့လိုအတိုးလို့ရှိတဲ့ကစားမထွက်သွားတဲ့အချိန်မှာတိုးလုံမဲ့သူမရှိတဲ့အချိန်မှာလီဗာပူးရဲ့မနစ်ကတည်ငြိမ်လာတဲ့ခံစစ်အမားနဲလာတဲ့ရာချေဗန်တိုက်နဲ့ခနာဒီခံစစ်ဟာဒီနေ့ရာသီပရီးမီယာလီဂ်၉ပွဲမှာ9ပွဲက2ဂိုးနဲ့2ဂိုးအထက်ပေးရတယ်ဒီချက်တွေကလီဗာပူးအတွက်တကယ်ကိုစိုးရိမ်စရာဖြစ်လာတယ်ဆိုတော့ question ကအာနီစလော့အသင်းလီဗာပူးနဲ့အာနီစလော့အတွက်ကဒါတကယ်ပဲ under pressure နဲ့ tight risk မှာသူတို့မျှော်လင့်ချက်ရှိသေးလား ဒါမှမဟုတ်ရှင်ရှုံးပွဲလေးပွဲကပဲသူတို့ချန်ပီယံဖြစ်နိုင်ဖို့တော်တော်လေးခက်ခဲသွားနိုင်ပြီလို့ဒါတချို့ကသတ်မှတ်နေကြတယ်တချို့ကလည်းမဟုတ်ဘူးတိုင်းစီစဉ်ကအခုမှ10ပွဲပဲရှိအောင်မှာ9ပွဲပေါ့ဗျာ9ပွဲပဲရှိတယ်လာမဲ့ပွဲစဉ်အ ਨੇ ဆုံးပွဲကအများကြီးကြံအောင်မှာဆိုတော့29ပွဲကြံအောင်မှာဆိုတော့ long season ကြံသေးဆိုတဲ့အချက်ပေါ့ဘလို့မြင်ကြလဲအာနီဆိုတော့မှာ under pressure တကယ်ဖြစ်လာပြီလားသူကရောလီဗာပူးကိုဒီရာဒီအခုရလက်ဆိုးတွေကိုကြော်ဖြတ်ပြီးတော့အပြောင်းလဲသူတို့လည်းကန်ဆိုးတာပါတယ် ဒီ injury တွေစက်တိုက်ဖြစ်တာဒါတောက်လျှောက်ပဲ injury ကစက်တိုက်အခုဆိုရင် Kakis ရုပ်ထပ်ပြီး injury ဖြစ်တဲ့ Gravel Bash ထပ်ဖြစ်ထားတယ် Alison Beck ကထပ်လာတယ်ဒါက Liverpool အတွက်တကယ့်ကိုစိုးရွားစရာပေါ့လေ Liverpool ပြည်သက်တွေဘယ်လိုမြင်ကြလဲ Arnie Slot ပေါ်အယုံကြည်ဆက်ပြီးရှိသေးလားဘယ်လိုထင်ကြလဲကိုမမဝေယမချက်ပြကြပါအားလုံးကျေးဇူးတင်ပါတယ်